တားမြစ်ထားတဲ့ရှောင်ကျင်စရာတွေနဲ့ညွန်ကြားထားတဲ့လောက်ကင်စရာတွေဆိုပြီးနှမျိုးဖြစ်တယ်မဟုတ်တာမလုတ်တိုင်းဟုတ်တာဖြစ်တာမဟုတ်သေးဘူးမဟုတ်တာမလုတ်ပေမဲ့ဟုတ်တာကိုလုတ်ရသေးတယ်မမှန်တာမပြောပေမဲ့မမှန်တာမပြောတိုင်းမှန်တာပြောတဲ့စရာဖြစ်လာတာမဟုတ်မှန်တာပြောရသေးတယ် မကောင်းတာကိုမလုပ်တိုင်းကောင်းတာဖြစ်တယ်လို့မဆိုလိုဘူးကောင်းတာကိုလုပ်ရသေးတယ်အရာဒီလာအကျင့်လို့လည်းပြောတယ်နော်ဒီလာဝတ္တအကျင့်အလေးအကျင့်အဲ့တော့ဒီဒီလာကံမှာမဟုတ်တာကိုမလုပ်ဖို့လိုတယ်လို့ဟုတ်တာကိုလည်းလုပ်အောင်မယ်တဲ့ အဲတော့မဟုတ်တာကိုလုံးမိရင်ထိခိုက်တယ်။သူများလည်းထိခိုက်တယ်၊ကိုလည်းထိခိုက်နိုင်တယ်။သူရောကိုနှစ်ယောက်လုံးထိခိုက်နိုင်တယ်။အဲ့ဒါပါရီလဲဆိုငါဘတိလာမပြောခဲ့တယ်။သူများတဲ့တတ်တယ်၊သူလည်းထိခိုက် ကိုလည်းထိခိုက်တယ်။သူလည်းနင်နာကိုလည်းနင်နာ၊သူလည်းဆုံးရှုံးကိုလည်းဆုံးရှုံး။သူကသာသူနေခုတ်ပါသာကိုနေလွတ်အောင်နေလို့ရတယ်တဲ့။တော့အပြီးတော့ထိမိခိုက်မိကြ။ ဒါဒီလာပြက်တယ်ခေါ်တာဒီလာခေါ်တာသူများခိုးတယ်သူများခိုးတော့သူလက်ထိလိုက်တာဟုတ်ကိုလက်ထိလိုက်တာပေါ့သူလည်းမကောင်းကိုလည်းမကောင်းအဲ့တော့ဒါကရှောင်ရမယ်မဟုတ်တာအဲမလုတ်တင်နဲ့မဟုတ်တဲ့အိစရိအဲ့တော့အဲ့လိုမဟုတ်တာကိုမလုတ်ရင်ဒီလာဖြစ်တယ်တဲ့ အဲ့တော့မဟုတ်တာတော့မလုပ်ဘူးဟုတ်တာမလုပ်ရင်လည်းပဲအထီးကြိုက်တော့တာပဲကလေးတယောက်ကကလေးရွယ်မှာဟိုတုန်းကပြောပြခဲ့ဘူးလေနော်ကလေးတွေမှာတောင်းဝန်တွေရှိကြတယ်ကလေးတွေလွယ်လွယ်ကူကူနဲ့မမီးအောင်သူတို့အတွက်လည်းပဲတကယ်ဘဝမှာကောင်းမွန်အောင် ကလေးတွေရဲ့အခွင့်အရေးနဲ့တောင်းဝန်အဲဒါလေးတွေပြောပြခဲ့တာရှိတယ်နော်ဘုရားတော်ကစာရီထဲမှာတော့တွေ့တယ်သတင်းစာရီကတို့တောင်းဝန်ရေးသုံးပါအဲဒါတော့ policy ရရေးတာပေါ့ဘာရေးလဲတော့မသိပါဘူးနော်မေ့ပါသူ့ဘုရားတော်ကတော့ကြားနေတာအခုတော့တတိမရတော့ အဲ့မှာကလေးတွေမှာလည်းပဲအဲ့ဒါအဲ့ဒီသကလုံးလေးယူပြီးတော့ဇွတ်တောင်ရေ သုံးပါဆိုပြီးအဲ့တော့ကလေးတွေမှာရေကိစ္စသုံးခုပါပါလေရေကိစ္စသုံးခုကသူတို့ရဲ့အခွင့်အရေးခေါ်တာပေါ့ကလေးတွေရဲ့အခွင့်အရေးလူအခွင့်အရေးလူဖြစ်လာတဲ့ကလေးဖြစ်လာတဲ့အခွင့်အရေးဘာရမလဲကစားရမလဲတဲ့ကလေးတွေဆိုတာပြောတာဟုတ်ကစားချင်ကြတာအဲ့တော့ကလေးတွေကကစားလို့ရတယ် အန္တရာယ်မဖြစ်ရင်ပြီးရောဘလို့တဲကစားကစားကလေးတွေကစားရဲရွယ်စီလို့ကစားရတယ်အဲတော့ကလေးတွေကကစားခွင့်ဆိုတာသူတို့ရဲ့အခွင့်အရေးပဲတော့ကစားတာခဏကိုအတွက်ကြမ်းမာစီတယ်သွေးလေးလည်းပတ်မှုကောင်းစီတယ်အယိုးစစ်တွေကိုတမ်းမာစီတယ်အရက်တွေကိုရှည်စီတယ်ခန္ဓာကိုယ်ကြံ့ခိုင်ရေပေါ့ ။အဲတော့ဒီလိုကစားနိုင်ဖို့တော့ကတော့စားရအောင်မယ်တဲ့မစားရင်ပဲကစားနိုင်မယ်။အဲတော့ကလေးဆိုတာစားမယ်ဆိုတော့အခွင့်အရေးရှိတယ်။ကလေးကျွေးရမယ်တဲ့။နော်ကလေးတွေရဲ့တို့တောင်ရေတုံးမှာကစားရမယ်စားရမယ်။ကစားဖို့တင်တယ်စားဖို့လည်းတင်တယ်။မစားရင်ကန္နာကိုအတွက်ကျုံလီပြီးတော့အာဟာရမပြည့်ဘူးဆိုရင် ဒီကလေးဒုက္ခရောက်တော့တာပေါ့နော်ကလေးတွေဆိုတာလွလွလပ်လပ်လပ်ဝဝလင်းလင်းပြေးပြေးဆုံးဆုံးစားရမယ်ခွင့်ရရှိတယ်တဲ့အဲ့ဒါကလေးတွေရဲ့ခွင့်ရသူတို့ရဲ့ရပိုင်ခွင့်ပေါ့ဟုတ်ပြီကစားလိုက်စားလိုက်နဲ့ဒီတိုင်းနေရင်လည်းပဲဒီကလေးဘာသုံးလို့ရမှာလဲတဲ့အဲ့တော့ သူလောကမှာသုံးဝင်အောင်သူအတွက်လည်းသုံးဝင်အောင်သူလည်းသုံးဝင်ကိုလည်းသုံးဝင်နော်မိမိသားစုဆိုရင်လည်းပဲမိသားစုညီကိုမောင်နှမစီမံသားချင်းအလုံးမှာသုံးဝင်ကလေးတွေမှာနောက်ထပ်လှုပ်ရမယ်သူတို့နဲ့တန်တဲ့တောင်းဝါစာပေတင်ကြရမှာတဲ့စာကြည့်ရမယ်နော်မြန်မာတို့ရဲ့ထုံးစံရတော့စာကြည့်တယ်ခေါ်တာပေါ့ကြက်ဖြေစနစ်ကို ဲတော့သူတို့ရဲ့ခွင့်ရေးက၃မျိုး ကစားရမယ်စားရမယ်စားကြည့်ရမယ်ဒါဒါကစားမစားမကသူတို့ရဲ့ရပိုင်ခွင့်သူတို့လောက်ရမယ်တောင်းကသာပြီးလေ့လာသင်ကြရမယ်ပညာသင်ရမယ်အဲ့ဒီ၃ခုလုံးသူတို့မှဖြစ်တော့မှဒါကသူတို့ရဲ့သီလကိုတော့ဗောသူတို့ရဲ့အကျင့်သူတို့ဘဝအတွက်မထိခိုက်တော့မနစ်နာတော့ နော်ဒီလာဆိုတာထိခိုက်နေတာလေလို့ပြောတယ်ဒီလာပြည့်ရင်ထိခိုက်နေတာလေမိမိသူတို့ဘာနှုတ်သားမထိခိုက်အောင်ကိုယ့်ဘာသာကိုလည်းမထိခိုက်အောင်ဒီလာခေါ်တယ်အခုကလေးတယောက်ကိုတဲ့ခေအားလျော်စွာစနစ်အားလျော်စွာဒါမို့မိသားစုတွေရဲ့အတီးညာနေတဲ့စိတ်နေစိတ်ဓာတ်တဘာဝအရာကလေးတွေခွင့်ရီကိုပိတ်ပင်လိုက်မယ်ဒါမြင်လိုက်မယ်ချိုးဖောက်လိုက်မယ်ဆိုရင် ခုနပဲလူခွင့်ရေချိုးဖောက်တာဖြစ်တာပေါ့ဒီကလေးအတွက်ကစားမဲ့အချိန်မှာပေးမကစားဘူးသာတင်းချက်ခိုင်းတယ်ကစားမဲ့ချိန်ကမှအာရပြအောင်မကြွေးဘူးဒါဆိုရင်ဒီကလေးကဘယ်လိုများကောင်းမှန်စွာကြီးထွားလာနိုင်တော့မှလဲခန္ဓာကိုယ်ကလည်းမကစားရတဲ့အတွက်ကြောင့်တိုးတက်ခွင့်ပြုတိုးတက်မှုအင်အားနှံမှမှုဘလို့လို့ဖြစ်တော့မှာ ိမ့်ပိမ့်လိမ့်လိမ့်နဲ့ပေါက်လာတဲ့အပင်လိုပဲနော်လောင်းရရောက်မှနေရောင်မရှိရေနဲ့လေတော့ရပါတယ်နေမရတဲ့အတွက်ကြောင့်ကျုံပြီးပြီးတော့အပင်ကပင်မတန်ဘူးလောင်းရမိတဲ့အပင်ဖြစ်တော့အဲ့တော့ပင်ကမတန်တော့အသီးနဲ့ပွင့်ရလဲပဲညောင်နာနာပဲဖြစ်တော့မှာချူကြတော့တော့နော်ဒါကြောင့်မလို့ အလေးဆိုတာကတော့ဘသူပဲကလေးကိုမှမခွဲခြားကြပါနဲ့တဲ့ကလေးဆိုတာကလေးပဲအဲ့ဒီအခွင့်အရေးဟာကလေးတွေဆုံးရှုံးလို့မရကလေးတွေရဲ့အခွင့်အရေးဆုံးရှုံးသွားရင်ခုနပြောတဲ့တီလပြက်တာတီလကလူတို့အတွက်ရပိုင်ခွင့်ဒါမြင်လိုက်ရင်အဲအဲ့ဒါသူတို့အတွက် ဒီလာပြက်သွားတာဒီလာပြက်တော့ထိခိုက်တာပေါ့ဟဲ့ဟုတ်ပြီကလေးကစောလိုက်ကစားလိုက်စားလိုက်နဲ့အလိုလိုက်တာပြီဘာစားမှမချက်ဘူးဘာပညာမှလည်းမသိဘူးမတတ်ဘူးဆိုရင်လည်းအဲ့ဒါလေသူလောက်ရမဲ့တောင်မလုပ်တဲ့အခါအဲ့သူတို့လည်းထိခိုက်တယ်မိဘတွေညီကောင်မတော်ဆွေးနွေးတာချင်းအကုန်လုံးထိခိုက်နေတယ်အမစကားထွက်လာတယ်။ဆံကုန်မြေလေးဆိုတာအဲ့လိုဘဝမျိုးဖြစ်သွားတယ်။အဲ့တော့ခုနပြောတဲ့ မလုတ်တင်တာကိုမလုတ်ခြင်းဟာလူမိမိသူတို့ကနှုတ်သားမထိခိုက်အောင်နေခြင်းပဲလုတ်တင်တာကိုလုတ်ခြင်းဟာလည်းပဲမိမိသူတို့ကနှုတ်သားမထိခိုက်အောင်နေခြင်းအခုကလေးတွေအတွက်လုတ်ပေးတင်တာကိုမလုတ်ပေးဘူးသူတို့လုတ်တင်တာကိုမလုတ်ဘူးဆိုရင်အဲ့ဒီကလေးထိခိုက်ကြတဲ့